โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ program control instruction တွေကပဲကျွန်တော်တို့ကเนาะဒီ master control နဲ့ပတ်သက်တဲ့เนาะဒီသင်ခန်းစာကိုကျွန်တော်တို့ဆက်ပြီးတော့ပြပြတော့မှာပဲဖြစ်ပါတယ်ခဲတော့ master control နဲ့ပတ်သက်တဲ့เนาะဒီသင်ခန်းစာကိုကျွန်တော်တို့ကထည့်ချက်တဲ့အခါမှာเนาะအဲဒီမှာထုံးစံအတိုင်းနေပေါ့เนาะကျွန်တော် input တွေ output တွေနဲ့ကျွန်တော်စာပြီးတော့တင်ဆက်မယ်เนาะ logical ကတော့အရင်ဆုံးသွားမယ်ပေါ့เนาะ

အော်ကျွန်တော်ဒီမှာအောက်ဖို့တွေလည်းထုတ်ပေါ့နော်အောက်ဖို့တွေကျွန်တော်ထုတ်ပဲโอเคအဲ့တော့ကျွန်တော်ဒီမှာအောက်ဖို့တစ်ခုထည့်လိုက်မယ်ဒီမှာအောက်ဖို့တစ်ခုထည့်ပါမယ်ဟုတ်ပြီနော်โอเค ကဲအဲ့တော့ကျွန်တော်တို့ဒီမှာဘောနော်ဒါလေးကိုတစ်ချက်ဒါလိုလေးလုပ်ပြီးတော့ run ချင်ပဲโอเคပြီနော်โอเคအပြီနော်အဲ့တော့ဒါကျွန်တော်တို့ဒီမှာကျွန်တော် run ပြလေးဒီ input တွေကနော်ဒီ MCR မရောက်ခင်မှာကျွန်တော်ထပ်ထားတဲ့နော် input output တွေဟာပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ MCI အောက်က input output တွေကျွန်တော် on ချင်ပဲโอเคဟာပြီနော် on ပြမဲ့မှာဖြစ်လေအောက်ဘူးမထွက်ဘူး အဲ့တော့ဘယ်ရှိမှထွက်မှာလဲဆိုတော့ MCR ကိုပါဝါပေးတော့မှာပဲထွက်မှာအဲ MCR active ဖြစ်တော့မှာထွက်မှာဟုတ်ပြီနော် MCR က active ဖြစ်တော့မှာထွက်မှာအဲ့တော့တော့ကြတော့နော် input ရပြင်တော့ညာလေးနော် input ရသွားမှဒီ MCR ကို active ဖြစ်လိုက်တော့မှာကျွန်တော်ဒီ output တွေထွက်တကယ်လို့ MCR က active မဖြစ်တော့ဘူးဆိုရင်ကျွန်တော် input ရရင်ရပြင်တော့ညာလေး output ကမထွက်ဟုတ်ပြီနော်ထွက်ပြီးတော့ကြံခဲ့တာလည်းမရှိဘူးနော်ကျွန်တော်ဒီမှာပြမယ်နော် ထပ်ပြီးတော့ကြံခဲ့တာကျွန်တော်တို့က MCR ကို active လုပ်တဲ့အချိန်မှာကျွန်တော်တို့က input တွေပေးလို့ရတယ်တကယ်လို့ကျွန်တော်တို့က MCR ကို not inactive ဖြစ်လို့လည်းဆိုရင်လည်းသူကဒီ output တွေကိုဖြုတ်ချပစ်တယ်ဟုတ်ပြီနော်ဒါကျွန်တော်အရှိတ်အသင်္ကန်းသားမှာပြောခဲ့တယ်တကယ်လို့ကျွန်တော်တို့အဲ့လိုဖြုတ်ချခြင်းလဲဆိုရင် MCR ကိုသုံးပါလို့ပြောခဲ့တယ်ဗောနော်အဲ့တော့ဒီမှာတော့ MCR ကိုကျွန်တော်သုံးလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ MCR ကိုကျွန်တော်တို့ကနော်ဒီလိုအတိုင်းပဲလားဆိုတော့မဟုတ်ဘူးနော်ကျွန်တော် programmer ချိန်တော့ MCR တွေတုံးလို့ရတယ်။ဟုတ်ပြီနော်။ master control reset တွေချိန်တော့တုံးလို့ရတယ်။ Okay ။အဲ့တော့ number လည်းမပေါ့ဘူးနော်။ number မလိုဘူး။အဲ့တချို့တော့ PSC တွေမှာကျတော့ကျွန်တော်တို့က MCR က number တွေပါတယ်။ဟုတ်ပြီနော်။ဆိုတော့ next level တွေပါတယ်။ဒီမှာတော့မပေါ့ဘူးနော်။ဆိုတော့ကျွန်တော်ဒီမှာ input တစ်ခုထပ်ပေးကြည့်လိုက်ပါမယ်။ဟုတ်ပြီနော်။ပေးပြီးသွားရင်ကျွန်တော်သူ့ကို MCR နဲ့ကျွန်တော်ထပ်ထိန်မယ်။ဟုတ်ပြီနော်။ MCN ကျွန်တော်ထပ်ထည့်ပြီ Okay ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ input တကူပေးမယ် output တကူထုတ်မယ် input တကူပေးမယ်ကျွန်တော် output တကူထုတ်အဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီမှာ15 Okay ဒီမှာ6 Okay ဒီမှာ7ဟုတ်ပြီနော် ပြီးသွားရင်ကျွန်တော်ဒီမှာ output တွေเนาะအဲ့တော့ MCR ကနှစ်ခုဖြစ်သွားပြီပေါ့เนาะဒီမှာ24ကျွန်တော်ဒီမှာ25 26ဟုတ်ပြီเนาะ Okay ဒါဆိုရင်ကျွန်တော်ဒါလေးတစ်ချက် download လုပ်မယ် okay ဒီမှာကျွန်တော် write ကြည့်မယ်ဟုတ်ပြီเนาะအဲ့တော့ input ရတယ်ထွက်တယ်ရတယ်ထွက်တယ် okay mcr ကိုခဏချန်လက်ခဲ့မယ်ကျွန်တော်ဒီမှာ13ထွက်တယ်ရတယ်မထွက်ဘူးဟုတ်ပြီနော် ဒါဆိုကျွန်တော် MCR ကိုတစ်ချက်ခြံလိုက်ခဲ့မယ်နော်ကျွန်တော်က16 you know 16ကကျွန်တော်ဒီမှာကလုတ်တွေပြောင်းလို့ရတယ်နော် Okay ဒီမှာကျွန်တော်16 you know ဒါထွက်တယ်နော် Okay ဒီမှာ16ထွက်တယ်ဟုတ်ပြီနော်ဆိုတော့ဒါကျွန်တော်ဒီမှာ MCR တစ်ခုထပ်ပေးတာနော်အဲ့တော့ကျွန်တော်ဒီမှာဒီ input ရတယ် okay ဒီမှာ16เนาะ အဲ့တော့16ပြန်ထွက်တယ် okay ဒီမှာ15 you know ထွက်တယ်နော် okay ကဲဒီချိန်မှာကျွန်တော်တို့ကနော် FCR ကိုတစ်ချက်ပေါက်ပါဝေးကြည့်ပါဟုတ်ပြီနော် FCR က active ဖြစ်သွားပြီအဲ့တော့ကျွန်တော်ဒီမှာ5မှာနော်တော့ FCR ကလည်း active ဖြစ်သွားတယ်အဲ့တော့ဒီမှာ6ထုတ်ကြည့်တယ်7ထုတ်ကြည့်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီကောင်းကိုပြန်ဖြုတ်ကြည့်တယ် ဟုတ်ပြီနော်အဲ့တော့ပြန်ဖြုတ်တဲ့အခါမှာကျွန်တော်တို့ဒီကောင်ကြီးမဖြုတ်တော့တွေ့ရဟုတ်ပြီနော်ဒါတွေကတော့မဖြုတ်သွားတော့တွေ့ရတယ်နော်အဲ့တော့သူ့ရဲ့ input ကိုကျွန်တော်တို့ဖြုတ်ကြည့်တဲ့အခါမှာတော့ output တွေကဖြုတ်တယ်ဆိုတော့သူက MCR ကဒီ15ကကျွန်တော်ဒီ MCR ရဲ့ input ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ MCR ကိုကျွန်တော်တို့က active ဖြစ်သွားပြီးတော့နော်ဒီ15ကိုကျွန်တော်တို့နော်ဒုတိယ MCR တစ်ခုကျွန်တော်တို့ကထပ်သုံးတယ်ပဲထားပါဘောနော် ဒါဆိုရင်လည်းကျွန်တော်တို့နော်သူကတော့ MCR ထဲမှာဒီ active ထဲမှာချုပ်ဖို့ဟုတ်ပြီနော်အဲ့တော့ program တစ်ပုဒ်မှာကျွန်တော်တို့က MCR ဟိုနော်ကျွန်တော်တို့နှစ်ချိန်သုံးလို့မရဟုတ်ပြီနော်အဲ့တော့ MCR သုံးခြင်းနဲ့ဆိုရင်ဒီ MCR ရဲ့အောက်မှာဇက်တိုက်ကျွန်တော်တို့သုံးသွားခြင်းနဲ့သုံးသွားလို့ရတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီမှာဒါနှစ်ချိန်သုံးပြတာပေါ့နော်အဲ့လိုသုံးလို့ကျွန်တော်တို့မရဟုတ်ပြီနော်အဲ့လိုသုံးမယ်ဆိုကျွန်တော်တို့တို့ကနော် အဲဒီ MCR active ဖြစ်ပြင်တော့ညာလဲဟုတ်ပြီเนาะဒီမှာကျွန်တော်5ဒီမှာ active ဖြစ်ပြင်တော့ညာလဲ active ဖြစ်ရင်လည်းညာတယ်မဖြစ်ရင်လည်းကျွန်တော်ပြဿနာမရှိဟုတ်ပြီเนาะဒီ input output ကသူ့ဘာသာလို့လုပ်လို့ဟုတ်ပြီเนาะကျွန်တော်အခုပြတဲ့ input output ကဆိုတော့လုပ်လို့မယ်အဲ့တော့ तू က MCR နဲ့သက်ဆိုင်မရှိဟုတ်ပြီเนาะဆိုတော့ဒီနေရာမှာကျွန်တော်ကဒီ MCR ကို active ပြန်ဖြုတ်ကြည့်တယ်ဟုတ်ပြီเนาะပြန်ဖြုတ်ကြည့်လိုက်လေသူတို့တက်ရောက်မှုရှိလားဆိုတော့ မရှိဘူးဟုတ်ပြီနော်မရှိဘူးနော်အဲ့တော့သူ့ရဲ့အောက်ကအဲ့တော့တက်ရောက်မှုရှိတယ်ဟုတ်ပြီနော်ကျွန်တော်3နဲ့4ကတော့တက်ရောက်မှုရှိတယ်အခုကျွန်တော်တို့သူ့ကိုဖြုတ်လိုက်တဲ့အခါမှာဒီမှာ3ရယ်4ရယ်ကျွန်တော်ပြီးကြည့်တယ်မထွက်ဘူးနော်အဲ့တော့ MCR ဝင်လာမှသူထွက်တယ် MCR active မဟုတ်တော့ဆိုသူဟုတ်ပြီနော်အဲ့ကျွန်တော်ဒုတိယ MCR မှာကျွန်တော် MCR နောက်ထပ်တစ်ခုထပ်ပြပေးတဲ့အခါမှာတော့နော်ဒီ appoint MCR နဲ့မတူဘူးဟုတ်ပြီနော်သူက MCI ရဲ့ property တိုင်းကိုသူအလုပ်မလုပ်တာဘူးကျွန်တော်တို့တွေ့ရဟုတ်ပြီနော် MCI နဲ့သူက out of control ဖြစ်တာတွေ့ရပါတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့က program တစ်ခုမှာ MCI နှစ်ခုသုံးလို့သုံးမယ်ဆိုရင်ကျွန်တော်တို့အတွက်အဆင်မပြေနိုင်ဘူးဟုတ်ပြီနော်ဒါလေးတစ်ချက်အဲပြောချင်တာပေါ့နော် okay ဟုတ်ပြီနော်ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်